မင်္ဂလာပါရှင်2025ခုနှစ်မေလ17ရက်နေ့ရက်ပြခဲ့တဲ့ရေကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကတော့ပုံမူပါရှင်ထရီဂျင်မာရှိရဲ့ခမရမာကိုရှိတဲ့ရေဌာနချုပ်ကို PDF ကူပါတပ်ဖွဲ့တွေကတင်ပိုင်လိုက်ပါပြီစစ်ကောင်စီတပ်36မင်းတေဆုံးပြီး73ဖမ်းမိကလက်လက်မျိုးစုံ80ကျော်တင်စီရရှိရလို့လည်းဆိုပါတယ်နိုင်ငံကောင်ဆောင်တို့ကရွေးကောက်ပွဲကိုထောက်ခံတယ်လို့ပရက်ရှာထားအပြင်မှာစစ်ကောင်ဆောင်ကပြောပါရရှင် ။မော်ဂျီဒေတာကိုစစ်ကောင်စီလေးချောင်းတိုက်ခိုက်၍အရက်သားနှစ်ဦးသေဆုံးခဲ့ရာသုံးဦးဒဏ်ရာရရှိပါရယ်။ဘာကောက်မှာမိုးသည်ထန်ကြဲမြန်မာနိုင်ငံသားစုံတဲ့တတွေဆိုင်ကင်ပေါက်ပြီးနှစ်ဦးလုံးသေဆုံးခဲ့ပါရယ်ရှင်။လေကူမှာရှိတဲ့ခမရ213တက်ရင်ဂိကီကိုကြောက်ကြတပ်ပွဲကတိုက်ခိုက်ရပါတယ်။ဒီတရင်းနဲ့တူဒီကနေ့ရခင်ရဲ့ထူခြားတဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမစံတွေတပုံးနေတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခလက်အောက်က ခလာရမာကုရှိတည်ရင်ဌာနချုပ်ကိုကရင်မျိုးသားအစည်းအရုံးတမဟာတုံးရဲ့ပူပေါင်းမှုနဲ့ PDF တောင်ပိုင်းအမတ်၁စစ်စီရေးနေမြင်နဲ့အမတ်၂စစ်စီရေးနေမြင်တို့ရဲ့အစီအစဉ်မှုနဲ့တိုက်ခိုက်တင်ပိုက်ခဲ့ကြောင်းမျိုးသားညီမျိုးရဲ့အဆိုအရ NUG ကော်ပိုရေးဝန်ကြီးဌာနကတင်ထုတ်ပြန်ထားပါတယ်အဲ့ဒီစကားလေးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ30ဦးချမှတ်တဲ့ဆုံးပြီး73ဖမ်းမိကလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ83နဲ့တင်းစီနိုင်ခဲ့ကြောင်း NUG ရဲ့ကာဝေးရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ပဲခူးတိုင်းရွှေချင်းမြို့နယ်တောင်ချောက်ကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ၅ခုရှိတပ်ရင်းဌာနချုပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမတ်တစ်စစ်စီရေးနေနေတဲ့အမတ်တစ်စစ်စီရေးနေနေလို့ရဲ့အစီအစဉ်ကရင်မြို့သားအစီအုံတမဟာတုံးရဲ့ပူပေါင်းပါဝင်မှုဖြင့်မင်းလာရှိရလေးကတိုက်ခိုက်ပြီးပိုက်ခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရှုပ်အလောင်း30ဦးကိုတွေ့ရှိရပြီးစစ်တပ်ပိုင်း6ဦးနဲ့မိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းခဲ့လာတည်ရင်မှုအပါအဝင်အရာရှိများနဲ့တပ်သား50ခန့်ကစခန်းစုခွာထွက်ပြေးသွားကြောင်းထုတ်ပြန်ထားပါတယ်။ဒါရင်5 5စတတနံ85နောက်ဖွင့်87မမ60မမလက်လက်ကြီးအပါအဝင်တက်လက်မျိုးစုံ83လက် ဂျမဆတ်သုံးလုံးနဲ့ခရမ်းများတိတ်စီရရှိခဲ့ကြောင်းအတည်ပြုထားပါတယ်။စစ်စင်ရေးတွင်ပြည်သူ့ကော်မတီတက်မော်တောင်ပိုင်းအထူးစစ်စင်ရေးတပ်ွဲ SOF အထူးလွှတ်ရှာဂျူဟာအမတ်တစ်စစ်စင်ရေးနယ်မြေဂျူဟာ၂၉ကငကယူတက်ရင်တောင်မျိုးတက်ရင်ခဏတော့ရှိရမှာတည်ရင်9800တည်တည်ရင်ဒေါ်နာတည်ရင်စာတန်အီဟေတည်ရင် SOG တည်ရင်ရန်ကုန်တိုင်းအထူးချေမှုရေးတပ်ဖွဲ့ဂျောင်းနီဒရုန်းအထူးတပ်ဖွဲ့ clock wing drone တပွဲရန်ကုန်တိုင်းပကဖတ်တိုက်ခိုက်ရေးအဖွဲ့များမုံပကဖတ်တိုက်ခိုက်ရေးအဖွဲ့များအမနစ်စစ်စင်ရေးနယ်မြေဖြူဟာ20ပါ3904တည်ရင်9101တည်ရင်ရန်ကုန်ဖြူဟာစစ်ကြောင်းပကူတိုင်းပကဖတ်တိုက်ခိုက်ရေးအဖွဲ့များ LDF တပ်ဖွဲ့ဖြစ်တဲ့ KRF UDF ရှော့ကနဲ့ ဒရုန်းတပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့ပြီးကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတုံးမှတရင်ကိုလည်းဒရုန်းတပ်ဖွဲ့များလက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ရွှေချင်းမြို့နယ်တွင်ခမရ98တရင်အပြင်နောက်ထပ်စစ်တပ်ရင်းနှစ်ခုနဲ့ရဲစခန်းထားလိုက်ဆိုင်ရာရုံးတွေကျန်ရှိနေပါသေးတယ်။စစ်ကောင်စီကယနေ့မေလ17ရက်နေ့နံနက်အချိန်ဒီကြောင်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းသတင်းရရှိပါရရှင်။ခမရ98တရင်စခန်းတိုက်ပွဲတွင်ပူးပေါင်း တက်ဘက်ကလည်းထိခိုက်ကြဆုံမှုအရှုရှိတယ်လို့သိရပါတယ်။ KNU PDF နဲ့ပူပေါင်းချက်ပွဲတွေကပဲခူးတိုင်းတနင်္လာနေ့တိုင်းနဲ့ပြည်ရင်ပြည်နယ်မှာစစ်ကောင်စီစခန်းတွေကိုဆက်လက်တိုက်ခိုက်နေတယ်လို့ဆိုပါရရှင်။နောက်ထပ်ဇေဒီပုံအနေနဲ့ရုရှားခီးစင်မှာတွစ်ဆွန်ပွဲရခဲ့တဲ့တရုတ်အပါဝင်နိုင်ငံခေါင်းဆောင်တွေကဒီနေ့ကွန်ပိုင်းမှာဖြစ်လို့ပဲရွေးကောက်ပွဲကိုထောက်ခံတယ်လို့မြန်အောင်လိုက်ကပြောပါရတယ်။ ရုရှားကနေအပြန်လေးရင်ပေါ်မှာနိုင်ငံပိုင်မီဒီယာတွေရဲ့မင်းရုပ်မှုကိုသူကပြန်လည်ဖြေကြားတဲ့အချိန်မှာအခုလိုပြောလိုက်ကြတယ်ဖြစ်ပါတယ်စစ်ကောင်စားတဲ့ဇလီယိုဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်ရင်းပြည်ချီချက်ပွဲကိုတက်ရောက်ဖို့မေလ9ရက်နေ့မှာအင်္ဂါကနေထွက်ပေါ်ခဲ့ပြီးမေလ10ရက်ညမှာရုရှားကနေပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်တို့ရဲ့သဘောထားပေါ့ကျွန်တော်ကတော့ပါတီဆိုဒီမိုကရေစီစနစ်ကိုတွားဖို့တော့ကျွန်တော်လက်ခံပါတယ်။ ဒီတိုင်းကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်လွတ်လပ်ပြီးတရားနဲ့တတဲ့ရွေးကောက်ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်သူတို့ကိုရှင်းပြပါတယ်။ဆွေးနွေးတဲ့လူတွေကတော့အားလုံးလည်းလက်ခံပြီးတော့မှအပိထောက်ခံမှုရှိရဖို့ကျွန်တော်တွေ့ရပါတယ်လို့မင်းရမကပြောပါတယ်။ရုရှားခီးစင်မှာနိုင်ငံကောင်ဆောင်တချို့နဲ့အလို့သဘောတွေ့ဆုံတာတွေရှိခဲ့တယ်လို့သူကပြောခဲ့ပါရဲ့။ဒါပေမဲ့ပင်လိုက်ကလေးနဲ့တွေ့ဆုံလဲဆိုတော့ထက်တယ်ပြောဆိုချင်မှရှိသေးပါဘူး။ မေယာလိုက်ဟာလလအချိန်မှာဒုတိယအချိန်သွားတဲ့သူ့ရဲ့ရုရှားခီးစင်အတွင်းမှာတရုတ်တံရရှိချင်းဖြင့်နောက်ကာဇက်စတန်တံရတို့နဲ့တခြားတွေ့ဆုံခဲ့တယ်ဆိုတော့စစ်ကောင်စီကထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒါပေမဲ့အခုတခါခီးစင်မှာရုရှားတံရပူတင်နဲ့တခြားတွေ့ဆုံခဲ့တာရှိမရှိကိုတော့ရုရှားဘက်ကရောစစ်ကောင်စီဘက်ကပါမေလ17ရက်နေ့မနက်ပိုင်းအထိတည်င်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။မေယာလိုက်ဟာအခုနှစ် နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကိုကျင်းပမယ်လို့သူရဲ့ဒီဘက်ခီးစင်တွေနဲ့ခီးစင်တွေအပြန်ကနေပြောလို့ရှိပါတယ်။ဒါပေမဲ့ဒီရင်းမှာ2021အာလာတိန်မှုအပြီးဖြစ်ပေါ်လာတဲ့လက်နက်ကင်ပရိပခါတွေနဲ့ထိချုပ်နေမျိုးတွေပြော့လာနေတဲ့အချိန်မှာစစ်ကောင်စီကကျင်းပမယ်ဆိုရယ်ရွေးကောက်ပွဲကိုပွင့်လင်းနေတာမျိုးနဲ့အတိအမှတ်ပြုမှုအပါအဝင်မေးခွန်းထောက်တာတွေရှိနေပါတယ်။တခါမှလည်း2025ဒီဇင်ဘာနဲ့ဇန်နဝါရီလအတွင်း အပိုင်းလိုက်ခွဲပြီးပြုလုပ်မယ်ဆိုရဲဒီရွေးကောက်ပွဲအတွက်ပြောင်းစုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားတဲ့ပါတီ56ပါတီဖြစ်ပါတယ်။မေလ9ရက်ဟာနိုင်ငံရေးပါတီတီထောင်ခွင့်နဲ့မပုံတည်ခွင့်နောက်ဆုံးရက်လည်းဖြစ်ပါတယ်။ပြောင်းစုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရမပုံတည်ခွင့်နောက်ဆုံးကာလအလုံးရွေးကောက်ပွဲမတိုင်မီ6လအလုံးမှာပါတီတွေကိုမဲဆွယ်စည်းရုံးခွင့်ပေးရတော့မယ်လို့နားလည်ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အမျိုးသားညီညွတ်ရေးအကြိုက်မြင့်ခမ်းကောင်စီ NUCC တို့ကမပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့စစ်ကောင်စီဥစားပြုလုပ်တဲ့ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လာပြီးဘလို့ဖို့အလေးနက်တိုက်တွန်းတယ်လို့မေလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးပြည်ပြည်ရဲ့မော်ချီဂျေလောက်ကိုစစ်ကောင်စီကလေရင်စီးရဲ့ပုံကျဲတက်ခတ်ခဲ့ရာအရက်လာနှစ်ဦးတေဆုံးခဲ့ပြီး၃ဦးဒဏ်ရာရရှိခဲ့ကြောင်းပရီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်ရေးဘူးဥပညာကပြောပါရရှင့် မနေ့ကမေလ10ရက်နေ့နေ့လယ်7:00နာရီခွဲမှာမော်ချီဒေတာရဲ့နေရာတုပ်ခုကိုစစ်ကောင်စီကဒေတာမှနေပုံကျဲခဲ့တာလို့ဆိုပါတယ်တုံးနေရာကိုလေရင်မစည်းရဲ့ကျဲကပြည်သူနှုတ်တည်ဆုံပြီးတုံးဥတံရရရှိခဲ့တယ်လို့ဥပညာကမော်ချီဒေတာလေးချောင်းတိုက်ခိုက်ခံရမှုအပေါ်ရှင်းပြပါရယ်ဒေတာတွင်အရက်ကကုညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အခြေအနေအရစစ်ကောင်စီကမော်ချီဒေတာကိုယခုနှစ်မတ်လကစပြီးလေချောင်းတိုက်ခိုက်မှုလေးချိန်ပြုလုပ်ခဲ့တယ်လို့ဆိုပါရယ် တိုက်ခိုက်မှုတွေကြောင့်လက်သားအရွယ်ကလေးငယ်အပါအဝင်ပြည်သူ၁၀ဦးသေဆုံးပြီး၂၀ဦးထပ်မံဒဏ်ရာရရှိခဲ့ကြပါတယ်။စစ်ကောင်စီရဲ့အစမပြတ်တိုက်ကြောင်တိုက်ခိုက်မှုအတွက်ဘုံခုကြီးများတူကြရန်အကြောင်းမဲ့ရက်ဝေရက်နေသွားလာခွင့်မပြုရန်အရေးပေါ်ကိစ္စတွေကြောင့်သွားလိုပါကသက်ဆိုင်ရာကိုအကြောင်းကြားရန်မွကြီးဒေသတွင်လေကြောင်းသတိပေးချက်များကိုခရီးလီအမျိုးသားများစီရင်ညီညွတ်ရေးအဖွဲ့ KNSO ကထုတ်ပြန်ထားပါတယ်။ခရီးလီအမျိုးသားများစီရင်ညီညွတ်ရေးအဖွဲ့ KNSO က ရီမီဂျီမော်ဂျီတီတောင်မှာအခြေစိုက်ထားတဲ့တိုင်းသားလက်လက်ကိုင်းအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။စစ်တပ်နဲ့2002နိုဝင်ဘာလ9ရက်နေ့မှာငြိမ်းချမ်းရေးယူခဲ့တော့လေအရက်သားတွေကိုအကြက်ဖက်တက်ဖြတ်မှုအင်အားသုံးဖြတ်ဆမှုတွေကြောင့်စစ်ကောင်စီကိုတိုက်ခိုက်မယ်လို့2024ဧပြီလ10ရက်နေ့မှာ KNSU ကကြေညာခဲ့ပါတယ်။ခေမပြူနဲ့အထိုင်နဲ့တက်ထူထွက်ရာမော်ဂျီဒေတာကိုပရီမီတက်ပေါင်းစုက2024ဇန်နဝါရီလ29ရက်နေ့ကအလုံးစုံထိန်းချုပ်ထားတာလည်းဖြစ်ပါရဲ့ရှင်။ နောက်ဆက်တဲ့ဒီပုံအနေနဲ့ထိုင်းနိုင်ငံဘာကောက်မြို့မှာရမန်နီယာပိုင်းကမိုးတင်းထန်နေချိန်မြန်မာနိုင်ငံသားဆုံရွယ်ကြွယ်ဆိုင်ကယ်ပေါက်ပြီးနောက်ဦးစလုံးတည်ဆုံသွားကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဝေလာ၁၀ရက်နေ့ညနေပိုင်းမှာမိုးတင်းထန်စွာရွာသွန်းနေချိန်ထိုင်းနိုင်ငံဘာကောက်မြို့အနောက်မြောက်ဘက်နော်တပူရီခရိုင်မှာအသက်38နှစ်နဲ့အသက်35နှစ်အရွယ်မြန်မာနိုင်ငံသားဆုံရွယ်ကြွယ်လမ်းပေါ်မှာတည်ဆုံနေကြောင်း သူတို့အနီမှာဟွန်တာအမျိုးသားမော်တော်ဆိုင်ကယ်ကိုလည်းတွေ့ရှိရကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။ပြည်ရင်တပ်တွေတအုပ်ရဲ့ကားပေါ်မှာတက်ဆင်ထားတဲ့ကင်မရာမှတ်တမ်းကိုစစ်ဆေးခဲ့ရာဆိုင်ကယ်လဲသွားချိန်မှာနေမင်းအားနှစ်ဦးကိုတပ်ဖက်လမ်းမှာလိုက်ကားကတိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်းတိုက်မိခဲ့တဲ့ကားမှာရတန့်ကြီးရှိတဲ့ဆက်မောင်းသွားကြောင်းသိရပါတယ်။မြန်မာနေမင်းအားနှစ်ဦးတေဆုံးမှုကိုသတိဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့တွေကအကြောင်းကြားခဲ့ပြီးအနီးနားပုံမြင်ချိန်မှာ CCTV ကင်မရာတွေကိုစစ်ဆေးပြီးတိုက်သွားခဲ့တဲ့ကာမသမောက်ကိုရှာဖွေမင်းရဲလင်ချစ်ကြောင်းသိရပါတယ်ရှင်။နောက်ဆုံးရေဒီယိုအနေနဲ့ရန်ကုန်မြို့နယ်ကူးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်217ချွေမြန်တက်ရင်ခမရ217ဒိတ်ကင်စကောင်ကိုလက်ပြုံနဲ့တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ YA မှတာဝန်ရှိသူတို့ကပြောပါရတယ်။ လမ်းကြုံအခွင့်အရေးကြတော့ဝေဆော်ခဲ့တာပါလက်ပြပုံတစ်လုံးပါတာတစ်လုံးပဲဖြစ်ပြီးပြန်ဆုတ်လာခဲ့တယ်လို့သူကပြောပါတယ်ခမရ213တက်ရင်ဂိတ်စခန်းခမရ213တက်ရင်ဂိတ်ကင်စခန်းကိုမေလ10ရက်နေ့ညနေ6:00နာရီခွဲမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်မှထိခိုက်မှုရှိနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်ထိခိုက်မှုကတော့ကျင်းနေတယ်အထက်ကိုကွက်တီကြတာလို့သူကပြောပါတယ်ရဟိုအောင်ရဲ့အနေနဲ့မေလ3ရက်ကလည်း အနောက်ပိုင်းခရိုင်ပကဖားနယ်ပူပေါင်းပြီးတိုက်ကြီးမြို့မှရက်စကောက်ကိုပြင်းအားဖြင့်အဝေးချိန်မှနဲ့တိုက်ခိုက်ခဲ့ပါလိမ့်ရွှေဒီကလေးရတဲ့နောက်ဆုံးရလေးလေးကိုကျေးဇူးပေးခဲ့တာပါပြည်သူအလုံးကိုစိတ်နှပြကျမ်းပါချမ်းသာပြီးဆရာနာရှင်ဆက်လက်ဆိုလာအောင်လည်းအမြဲဆုံးတို့ကြကြပါလိမ့်ရွှေ